မရေမှာတရားဟောတော့ဆရာတော့အဲ့ဒီကမအရင်ကအဲကြိုင်ကြိုင်နဲ့တော့ကြိုင်ကြိုင်နဲ့သူက38မိနစ်အပြည့်တနေ့တနေ့ကတောင်းနေတဲ့နေချီလို့အမလေးနှစ်နာရီသုံးနာရီလောက်ဆရာတော့တရားတွေနာပြီးတော့သူ့ယောက်ျားကိုုံးရွှေရအဲ့ဆရာတော့တရားအဲ့ဘုန်းကြီးကမကြည့်ယူပါဘူးတဲ့သူတို့သူတို့လင်မယားနေရမတည့်ဘူးနောက်ကျသူ့သူတရားကိုယ်တွေခိုးနာပြီးတော့တနေ့သားမှာအဲ့ဒီနတ်ယောက်တွေအကုန်လုံးတွေကိုတောင်းနေထဲသူကလှုပ်ပလဲသူကလှုပ်ပြတယ်ဩတဲ့ဆရာတော့တစ်ခေါက်ရောက်သွားငါးသိမ့်တမီးတို့တဲ့ မင်းတို့အမေရဲ့အယူရဲ့အယူဝါဒကိုခဏထားတဲ့သူတနေ့တနေ့ပေးရတဲ့အချိန်တွေကုံရတဲ့ငွေကြီးတွေကိုဒမေစီတွေကိုငါးသိန်းလိုရတာမင်းတို့တန်နေပဲတွေ့တယ်ခလေးတွေအလိုစည်းုံတာပေါ့ဒါဆိုရှင်ပြူတဲ့ခါမှာဆရာတော်နဲ့ပဲတရားတရားရှင်ပြူသူအကြည့်ရလို့တော့ဟဲ့ကြံကြိုင်းပါဆရာတော်အလိုပြောတော့တော်ကြသွားမလို့နဲ့ဦးကြံကြိုင်းနေအယူထားတာတွေပျောက်ပြီလားဆိုရင်ဆရာတော်ကဒေါ်ကြံကြိုင်းကိုအယူထားတယ်ပြောတာမင်းတို့အလုပ်လာရောသူတို့လောက်တာသူတို့ကဆိုတော့သူမျိုးတွေပဲပေါက်သွားဟုတ်လား ဖြစ်ချင်တော့တော်သေးတယ်ဟိုကအုံးရွှေမလို့တန်းရွှေမဟုတ်လို့သူ့ရောက်သူ့ရောက်ကြကိုအုံးရွှေမထော်ချင်ဘူးကိုတန်းဦးတန်းရွှေထော်ချင်ဆိုဇလန်းရှုပ်သွားပြီခုနအဲ့ဒီရှင်ဥပါကုဒ္ဒအခုဟိုအင်တာနက်မှာဟိုဒီမှာပေါ်ပူလာဖြစ်နေတဲ့ဥပါကုဒ္ဒကကြားလိုက်ခေါ်တာဆရာတော်မှပိန်ပိန်သေးသေးလေးရှိသေးတယ်ကြားလိုက်နှစ်ပေါင်း15နှစ်လောက်ရှိပြီသူအခုမှနိုင်ငံရေးကိုတိုက်ရှင်တဲ့ပုဂ္ဂိုလ်ဆရာတော်တရားတရားကုန်တယ်ဘယ်လိုကြားလိုက်မဟုတ်တာတော့ကြားပြီနော်ကြားလိုက်ဆိုအဲ့ဒါဘာလို့အခုမှထဟောသလိုပဲကြံ့ကြံ့ဖွံ့ဖြိုးကြံ့ဖို့လည်းမရှိသေးဘူးတဲ့တယ်ပြောရရင် ဲ့ဒါကြောင့်မလို့တရားတွေကိုဆုံးအောင်နာပါအခုတေချာနာပါတပိုင်းစားနဲ့မနာပါနဲ့ပြီးဆုံးအောင်နာပါဘာကိုရည်ရွယ်ချက်ပြောတာလဲဘယ်ကိုဥတီတယ်ဆိုတဲ့ချက်မှတ်ပါဟုတ်ပြီနော်အဲ့တော့ဥတီချက်မှတ်အဲ့တော့ကြည့်အောင်အခုဒုမကြီးတွေ့ဒုက္ခသံ္မာရာကုရိယူပြင်းတယ်ခီရိသံ္မာရာဆိုတဲ့တတ်ဆန်ကအသက်လှူတယ်အဲ့တော့အဲ့ဒီအစအဦးတွေလှူခဲ့တာဖြစ်ခြင်းကြောင့် ။ဘာလို့ဒါလေးကိုပြောရလဲဆိုတော့နိုင်ငံညာနေမောင်မောင်ဦးကဖုံးဆက်ပါတယ်။ဆရာတော်ရဲ့သီလသမာဓိပညာစွမ်းနဲ့အမိများတစုံတရာဘဝများလွဲသွားခဲ့ရင်ဆရာတော်တရားလေးနဲ့ကျွတ်တန်းဝင်အောင်လို့အဲ့လိုဆိုတော့တခါတည်းရမှာတခိုးလူလူတရေလူလူဓမြလူလူနဲ့အဲ့လိုပေါ့ထိုက်ဆိုင်မှုလေးတွေသူဘွားတော်ကြီးကိုတလျှောက်ဟိုပေါ့ တမီးလေးရှာတမီးဖုံးဆက်ပြီးတဲ့ဘွားတော်ရှိကိုစိတ်ကအာယုံညွတ်နေ။ညခန်းထဲမှာရေချိုးတယ်။ဦးကြတော့တခိုးသူတခိုးသွက်တည်းလည်းပေါ်တယ်မနေ့ကလည်းဖုံးတုံးလာခိုးသွားပြီ။တခိုးသွက်ကလည်းပေါ်တော့တခိုးလာတရေလာနာနာဘာဝလာအထိတ်အချက်ပေးတယ်လားဒါလည်းတော်တော်ခက်တယ်။ဆော့ဆဲရရေချိုးနေ။အဲ6နာရီကညနေ6နာရီခွန်းလောက်ပေါ့။တကားကိုပြင်းနေဘုံဘုံနှစ်ချက်ရတော့တရောက်ရောက်များလားဆိုပြီးတော့ဆက်ပြားတိုက်လိုက်။ဟဲ့ဘယ်လိုလဲလို့နှစ်ချက်လှမ်းអော်လိုက်။ဘာသာမှမကြောက် ထင်းနဲ့ပြနည်းနည်းငြိမ်ငြိမ်သွားတော့နောက်ထပ်မျက်နှာကိုဆက်ပြားလေးလောက်ပြီးတော့နောက်တစ်ချိန်ထပ်ပြီးတော့ဟောတဲ့ခေါင်းနောက်တစ်ချိန်ထပ်ပြီးတော့တကားတကားကိုရိုက်ဖောင်းဖောင်းဒုက္ခပါပဲအချက်များလာပေးတာလားဘာလဲဆိုမင်းတို့ခုနကမှမောင်မောင်ဦးကလည်းဖုံးလေးချသွားတယ်ဖြစ်ချင်တော့အဲ့ဒီချိန်မှာစိတ်တွေဖြစ်တတ်တာပြောတာဆိုတော့ထွက်ကြည့်တော့ဘူးမှမရှိဘူးဒါတော့ဒါနဲ့ပဲတော့ခတ်ပြီးတော့ရေချိုးတော့မယ်မကောင်းဘူးလူတွေကလည်းကြောက်မှလည်းခဏခဏတခုကလာလာကန့်တာ ဲဆိုမနေ့ကမနေ့ကတော့လည်းအဲ့လိုမျိုးဖုံးတလုံးပါသွားတယ်ဆိုတော့ညနှစ်ချက်တိုးတော့မှဆိုတော့တခိုးပဲလားတတိပေးတာလားဘာလဲဆိုဥစ္စာအေးလေးမြစ်တာလေးချင်းချင်းအဲ့လိုမျိုးတွေတခါတရံကြလဲဆရာတော်ကလို့နည်းနည်းတော့ထူးဆန်းတယ်တော်တော်ကြမယုံမြန်မန်လေးကကိုကျော်ဝင်းနဲ့ခလေးတွေနဲ့ကိုကျော်ဝင်းကခလေးတွေနဲ့ဇဲတောက်နေတာဆက်တန်နိုင်လောက်မှဒီပင်းနာကနေငါနားရကြားလိုက်လဲဆိုတော့ကိုရင်နဲ့သူတို့ခြောက်တာပါတဲ့ရောက်မင်းမင်းဓမ္မပီကငါတိကျနားနဲ့ကြားတာမင်းတို့တော်တော့ နောက်တစ်ခါအဲ့လိုကျမဆရာတော်ဗျာတပီတော်မဟုတ်ကဲပါပဲရဆိုတော့အဲ့တော့မှနားကောက်တော့မှကဲနေငါငါမြစ်တာရေပို့တယ်နင်းချွတ်အဲ့တော့မှသူတို့လည်းကြောက်သွားတယ်အဲ့လိုတွေအဲ့လိုမျိုးလေးတွေဟိုနက်နက်ကောင်းနက်မြက်တွေစောင့်ရှောက်လာတော့မသိပါဘူးအဲ့လိုမျိုးဆရာတော်မှအဲ့လိုတွေရှိတယ်ဆရာတော်အတွေ့အကြုံလေးရဲ့အိနာဆရာတော်ကိုရီဘေးနဲ့ခြေထောက်လေးနားမှာအဲ့ဒါလေးတီအောင်လေးထင်ပြီးတော့တော်သေးတယ်လက်မဆော့ချေမဆော့တတ်လို့အမိမရသွားထွက်ရင်ပွေးချင်းပြီးမှာအခုတော့အိနာတဲ့ကလည်းစိတ်ကမရဲတော့ဘူးအဲ့ဒါလေးအဲ့ဒါလေးကြည့်နေတော့ လွန်းလွန်းနဲ့တော့လှုပ်တော့ဩဒါတီကောင်လေးပဲဆိုတော့ဒီလိုပဲညမှန်လည်းမပါဘူးဆိုတော့ဒီထဲမှာနေလိုက်တာသုံးလေမနေ့ကကျတော့၄ရက်လောက်ကျတော့ကုရီကိုကကုရီကိုဆေးရင်းတယ်နင်တို့ထိုးကြည့်အောင်ထိုးကြည့်ရောမသင်ကနဲ့ဖုံးယူပြီးတော့ကြာဒီမှာတော့ကြာမပွေးဗျာအမလေးဗျာတင်းနေလို့တော်သေးတော့အခုအပေါက်တွေအခုခါတော့တုံနေနဲ့တိတ်တင်လိုက်ပေးဒါနဲ့ရိုက်ပြီးတော့မှချက်ကြည့်လို့မဟာခေါင်းကြည့်လိုက်တော့မှဒီကုရီထဲမှာပါမပွေးအကောင်းလေ သေးတော့သေးနေတော်တော်သေးတယ်ဘာမှမလုပ်ခြေောက်နဲ့လက်နှလုံးလောက်ရှိတာလေသူ့လည်းမထီဘူးမြင်တော့မြင်နေတယ်တက်ဘာမှမထီမိဘူးပေါ့လေရှာရှေးကြီးများသွားပြီးတော့မယ်အမီးရေးသွားထည့်သဲသဲထဲမှာဟောမင်းကွာဘယ်ရောက်ကြောက်တာသူ့တော့ဘာမှမလုပ်ဘူးပေါ့သုံးလေးချက်တော့ခြောက်ပြီးတော့တမန်တဲ့ဆိုသူသွားလို့မရဘူးထင်ပါတယ်ဥသူတော်ရဲ့တပည့်တော်အားနဲ့အပေါက်ကလေးတွေတိတ်ကလေးနဲ့ပိတ်ပြီးစမ်းပါဆိုတော့ပရာလောကတွေနဲ့နည်းနည်းလေးအဲ့လိုအဆက်အသွယ်များရှိနေရောသလားဒါနဲ့ မောင်မောင်ဦးကပြောတယ်ချင်းနဲ့ဆရာတော်စိတ်ထဲက तू ပြောလိုက်ခါမှပဲမေတော်ကြီးအဲ့ဒီ तू မျက်နှာမြင် तू ပုံစံတွေတွေ့နေပြီးတော့ဒီဒီမောင်မောင်ဦးလဲကုတရားနာနေရင်းနဲ့စိတ်တွေတမျိုးတမျိုးများဖြစ်မှာဆိုလို့ဆိုပြီးတော့ဒီလင်္ကာလေးကိုသုံးနံစေတနံညင်ညွတ်စွာဖြင့်ဝိဟာရကြောင်တစုံအလူဆောက်လို့သူတို့ကြီးသူကဲဝံကျွေးရဟန်ကုန်ကျန်းကန်ထောက်ချင်နေတန်းဖွင့်တော်လို့အဲ့သူမောင်မောင်ဦးလဲဒါလဲအစဉ်ပြေသွားအောင် နဲ့နဲ့လူနဲ့တန်တွေတွေ့၍တန်ဃာတန်ကြီးတန်ဃာတွေအတွက်ကိုယ်ဒီလှူထားတဲ့အစောက်တွေမြေမိုးကြောင်နေတိနာကိုယ်ဒီမြေမိုးကြောင်နေလှူလိုက်တဲ့ပုံကတော့မှတခုတော့ရှိတာပေါ့အဲ့ဒီ square လုံငန်းကြီးမှာအဲ့ဒီအိမ်နာလေးလှူတဲ့ကိုယ်ဒီလှူတာအနည်းဆုံးကုသူအာယုံလှမ်းပြုတ်လိုက်ရင်တော့နဲ့နဲ့လူနဲ့နှစ်ချက်ပဲဒါဖြစ်ဒီဆရာတော်လည်းယန္နာမဟုတ်ဖရာမဟုတ်တာဖြစ်ခြင်းကြောင့်သူဘလို့အာယုံပြုတ်တယ်ဆိုတော့အဲ့ဒါ I don't know ပေါ့ဒါတော့နော်ဒါတော့ပြောပြတာအာယုံပြုတ်နိုင်ပါစေလို့ အဲ့တော့စေရဏသုံးနံဖြူစင်စွာနဲ့လှူခဲ့တဲ့ဒီဟိရိတံပါဒသုခတံပါဒတန့်စင်ကန်းတွေရဲ့အတွက်ကြောင့်တိနဲ့နဲ့လူနဲ့တန်တွေတွေ့ပါလိမ့်မယ်စေဝေတောင်းတာအဆောက်အုံရကြီးဆောက်အုံရကြီးအကယ်မြေစိတ်ထဲရတေကန်နီးလေးမှာငါပိုင်များသွားမယ်ဆိုရင်နတ်ပုံဖတ်ခနဲ့ပေါ်နိုင်တယ်စေဝေတောင်းတာဆောက်အုံရကြီးမထက်ချက်သည်ကိုလေးမလို့ကြောက်ရုံမတင်ထိတ်လန့်စင်တေကန်နီးစီမှာကြောက်တဲ့စိတ်မရှိပဲနဲ့ ရှင်သစ်တကြံတားရဲမြားကမကောင်းအိမ်မဲ့မမြင်မှတ်ဘူးမကောင်းနိုင်မှာရှင်သစ်တကြံတားရဲမြားကဖန်းစားကလို့နှိမ့်ဆက်မွေးတောသူဖုတ်ပြိတ်တေကန်ဒီမှာ ဖုတ်ဒီပြိတ်ဒီအစိတ်ထံပြင်းငွေနဲ့ကင်းကအစင်းဖောက်ပြန်ဂုံမှန်ရက်ခိုက်နတ်မယံပေါင်းနတ်မယံပေါင်းဘေးလို့ရှောင်းဤဆိုတော့အဲ့ဒီမကောင်းတဲ့နတ်တွေသူနာမလာတော့ဘူးတဲ့မကောင်းအိမ်မဲ့မမြင်မှတ်ဘူးမကောင်းတဲ့အိမ်မဲ့မကောင်းတာနဲ့သိမှာတော့ထင်လေတတိ တတိတရားထင်နေလိမ့်မယ်။ကြောင်းလူခဲ့တဲ့အရာကြောင့်ထင်လက်တတိခိုင်မြဲပြီးဝိပရိနာမဖောက်ပြန်စေရင်ယူသွချင်းမှရှင်းရှင်းလွတ်ရှောင်းကျိုးစကောင်းကြီး။ဒါရနိုင်တယ်ထင်တာပါရပါလိမ့်မယ်။နောင်နှောင်းဘဝပစ္စည်းမှဝယ်ဂုဏကဲဖို့ရတ္တဖို့နောက်ဆုံးရတ္တဖို့ဒီနောင်နှောင်းဘဝပစ္စည်းမှဝယ်ဂုဏကဲဖို့ရတ္တဖို့ထိုးထိုးကျေးဇူးလွန်ပြန်ပြူးသည်ဆောက်ဦးလူကျိုးခုနှစ်တည်းလို့မင်းကွန်တိပိရိကတရဓမ္မဗန္နာဂါရိက ဖြစ်တော်မူသောဆရာဘုရားကြီးရဲ့တိနာကုတိဒါယကာရဲ့အပါရန်ကိုကြည့်ပြီးဆက်ခဲ့တဲ့ကြပြားလေးကြည့်ပြီးနဲ့နဲ့လူနယ်အတန်တွေတွေ့၍ဆိုတဲ့ပဲအဲ့ဒီဖြစ်သွားနိုင်ပါတယ်လို့